episode 2မှာတော့ phenomenon ပါဝင်တဲ့ SDN ရုပ်မြင်သံကြားတွင်တစ်ခုနဲ့စတင်ခဲ့ပါဗါးထို့နောက် Robert ကို SDN ရုံးခန်းရဲ့အိမ်ကမ်းမှာတွေ့ရပါတယ် Robert ဟာ interview လာဖြေတဲ့ confidence သိမ့်မရှိတဲ့ water point ကိုသူ့ရဲ့နှက်ကတိုင်ကိုကူညီပြီးတော့ပြင်ဆင်ပေးနေပါတယ်အဲ့နောက်ရုံးကိုဒေါသတကြီးနဲ့ဝင်လာတဲ့ရန်သူဟောင်းဖလမ်ဘေးနဲ့တိုးတောင်းမလို့ဖြစ်ပေမဲ့ကံကောင်းစွာနဲ့လွတ်မြောက်သွားပါတယ် ဘလွန်ပလေဇာကရောက်လာပြီးတော့ရောဘတ်ကိုအစည်းအဝေးခန်းထဲခေါ်သွားကဝစ်စုံလဲခိုင်းပါတယ်။ရောဘတ်ကအားအသင့်နေပေမဲ့ပလေဇာကသူ့ရဲ့ကောင်းအစ်စ်တွေဟာဗီလင်ဟောင်းများဖြစ်နေလို့မခံမှန်းအသင်ကိုလျှို့ဝှက်ထားဖို့ပိုကောင်းချောင်းရှင်းပြခဲ့ပါတယ်။ ရောဘတ်အဝတ်လဲနေစမှာဘလေးဇာကပြီးခဲ့တဲ့ညကကိစ္စကိုစကားစားပါတယ်။ဘလေးဇာကသူတို့ရဲ့ပေါင်းစပ်ဆက်ဆံမှုဟာရှုပ်ထွေးတဲ့အမှားတစ်ခုလို့ခံစားရကြောင်းထုတ်ပေါ်ခဲ့ပေမဲ့ရောဘတ်ကတော့၎င်းသည်ကောင်းမွန်တဲ့ညတညာထက်မပိုပါကြောင်းအလုံးနဲ့ပတ်သက်တဲ့ဆက်ဆံရေးကိုပဲထားလို့ကြောင်းတပြက်စလားဖြေကြခဲ့ပါတယ်။ထိုအချိန်မှာပဲအစည်းအဝေးခန်းထဲမှာ Invisible Girl ဆိုတဲ့အသက်အောင်ထားရင်ကိုပြောက်လို့ရတဲ့သူရှိနေတာကိုသတိထားမိသွားကြတဲ့အတွက်သူကကိုတင်ပြပြီးတော့အခန်းလော့ခတ်ထားခြင်းကိုလောင်ပြောင်ခဲ့ပါတယ်။ဘလေးဇာက Invisible Girl ကို Robert က Dispatcher အသစ်ဖြစ်ကြောင်းမိတ်ဆက်ပေးပြီးတော့မခမန့်ဆိုတာလျှော့ဝတ်ထားရမ ဲ့အကြောင်းကိုထပ်မံသတိပေးခဲ့ပါတယ် Invisible က Blazer က Robert ကိုဘာလို့ကြိုက်တယ်မှန်းသိကြောင်းပြောကသူလဲ Robert က hot တဲ့အတွက်သဘောကျမိကြောင်းနောက်တလူနဲ့ပြောက Robert ရဲ့ရုပ်ရည်သွင်ပြင်နဲ့ဝတ်စုံအပေါ်ကိုပေါ်ပေါ်ဆဆဝေဖန်ခဲ့ပါတယ် Blazer က Robert ကိုရုံးပတ်လဲလိုက်လံပြသပြီးရင် Invisible ဟာအရင်က Invisible Bitch လို့လူသိများခဲ့တဲ့ villain အဟောင်းဖြစ်ကြောင်း သူမတို့က invisible လို့နာမည်ပြောင်းထားပေးကြအောင်ရှင်းပြပါရယ် SDN ဟာ diversity မျိုးစုံကွဲပြားမှုကိုအလေးထားကြောင်းပြောဆိုရင်းနဲ့ Galaxy မတူတဲ့ဂျိုကလာတဲ့ Lana နဲ့အကြားအယုံတအားကောင်းတဲ့ Florida က super hero Galan တို့ကိုမိတ်ဆက်ပေးပါရယ် Robert အိမ်သာတဲ့ခဏဝင်နေစမှာ right နဲ့တွေ့ဆုံပြီးတော့မိတ်ဖွဲ့ပါတယ်။ Moana က Maui နဲ့တူတဲ့ဘဲကြီးပေါ့ right က तू ဟာ right သုံးဦးတက်ကတူဖြစ်လို့ right လို့ခေါ်ခံရတာဖြစ်ကြောင်းရှင်းပြရင်းနဲ့ Robert ကိုမခါမန်းဖြစ်သိရှိတာကြောင်းထုတ်ဖော်ပြောလိုက်လို့ Robert ကအလန်တရားဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ right ကစိတ်မပူဘူးနဲ့သူကဝတ်စုံကိုတယ်လာပေးခဲ့သူဖြစ်ကြောင်းနဲ့လျှောက်ချက်ထိမ့်သိမ်းရမယ့်အခြေအနေအကြောင်းသိကြောင်းပြောပြခဲ့ပါတယ်။မှတ်တမ်းအခန်း records room ကိုရောက်တော့ robert ဟာသူ့ဖခင်ရဲ့တငယ်ချင်းဟောင်း chase track star နဲ့ပြန်လည်ဆုံတွေ့ပြီးတော့ဖက်လဲနှုတ်ဆက်ကြပါတယ်။ chase ကသူ့ရဲ့အရှိန်ဆွမ်းအကိုတုံးတဲ့အခါအသက်အဆ90ပုံမြန်မြန်ကြီးရင်လို့အဖိုးကြီးပုံစံဖြစ်နေရကြောင်းရှင်းပြခဲ့ပါတယ်။ Chase ကသူ့ရဲ့စွမ်းအားကိုသာပြန်သုံးငွေရခဲ့မယ်ဆိုရင် Robert ရဲ့ဖခင်ကိုပြန်ရှင်းတန်းစီပြီးတော့ပြန်တပ်ဖြစ်ချင်တယ်လို့ကြံတန်းစွာဆောင်းနှောက်ခဲ့ပါတယ်။ပြီးတဲ့အခါမှာတော့ Chase က Robert ကိုသူ့ရဲ့အဖွဲ့သားတွေကိုမိတ်ဆက်ပေးပါတယ်။သူတို့တွေကတော့ Sona သူက Harvard တက်ခဲ့ဖူးသူဖြစ်ပြီးတော့ Silicon Valley မှာငွေကြေးလည်လည်မှုကြီးပြီးလောက်ခဲ့ဖူးသူသွေးစာနေတဲ့ Leno Blue အဖြစ်လည်းပြောင်းလဲနိုင်ပါတယ်။ Flambe မိကိုထိန်းချုပ်ပြီးတော့သူ့အရေးပြားကမိလောက်ကျွမ်းခြင်းကိုခုခံနိုင်တယ်။ Invisible ်အသက်ရှူရက်ပြီးတော့ပျောက်ကွယ်နိုင်သူဒါပေမဲ့ကံမကောင်းစွာနဲ့ဗန်းနာရင်ကျက်ယောဂါရှိတယ်။ကူပေးအရေးလိုကျွမ်းကျင်တဲ့လှုပ်ကြံတက်ဖြတ်သူဖြစ်ပြီးတော့လူစိုးခိုင်းနေအတွက်အလုပ်လုပ်ခဲ့ပူသူ punch up ဆုံးမတူးနဲ့အယောင်းဝယ်လှုပ်ပြီးတော့လူဆက်ရောက်ရဲ့ခွန်အားကိုရခဲ့ပေမဲ့ခန္ဓာကိုယ်ကပုံမှန်အရွယ်ရက်တစ်ဝက်လောက်သာကျန်တော့တဲ့တမာသူမေဗိုလာဒီမွန်တစ်ဝက်ဖြစ်ပြီးတော့ပေါ်တယ်ဖွင့်နိုင်တဲ့ဓာတ်ရှိပေမဲ့အစည်းအဝေးတွေကိုအမြဲနောက်ကျတတ်သူ Golem ရှုံလုံနဲ့ဖန်တီးထားတဲ့အေယာမသရဝါကြီး Prism အလင်းတန်းကိုလက်နက်အဖြစ်အသုံးပြုနိုင်တဲ့ဆွဲဆောင်မှုရှိသော Pop Star တို့လိုပဲဖြစ်ပါတယ်။ထို့နောက် Robert က Dispatcher အသစ်အဖြစ်သူ့ကိုယ်သူအဖွဲ့ကိုစတင်မိတ်ဆက်ပါတယ်။အဖွဲ့ကသူ့ကိုလှောင်ပြောင်ပြီးတော့တုံ့ပြန်လိုက်တဲ့အခါ Chase ကဒေါသတကြီးနဲ့ဖုံးလိုက်ရှင်းတာကြမဟုတ်ရင်မင်းတို့ခွေးကောင်တွေကိုဆွဲထုတ်ခဲ့တဲ့အချုပ်ကန်းစီပြန်ပို့မယ်လို့ on hit ပြီးတော့အမိန်ပေးလိုက်ပါတယ်။ပထမ shift အတွင်းမှာတခြားလူတွေကိုလည်း mission တွေဆီလွတ်ခဲ့ပြီးတဲ့အခါမှာတော့အနီးနားရှိတဲ့ဒေါနတ်ဆိုင်တစ်ခုကအရေးပေါ်ခေါ်ဆောင်မှုတစ်ခုအတွက် Invisible ကိုဆဲလွတ်ခဲ့ပါ တယ်။ Avisit Gel က CCTV အကူအညီလိုချင်ကြောင်းတောင်းဆိုတော့မှ Robert က STN ဖောက်တဲ့ subscriber တွေရဲ့လုံခြုံရေးကင်မရာတွေကိုကြည့်ရှုခွင့်ရှိတယ်ဆိုတာကိုသိခဲ့ရပါတယ်။ Robert ကကင်မရာကိုဖောက်ထွင်းကြည့်တဲ့အခါအဖိုးကြီးတယောက်ကကြမ်းပြင်မှာလဲကျနေတာကိုတွေ့ရတယ်။ Avisit Gel က Robert ကိုဒိုးနဲ့အကြောင်းတွေလိမ်မိုင်းဆိုင်ရာဟာသတွေနဲ့အာယုံလွဲနေပေမဲ့ Robert ကအလုပ်ကိုအာယုံဆိုင်ဖို့ပြောခဲ့ပါတယ်။နောက်ဆုံးမှာ Lightning Strike ဆိုတဲ့ villain အူကိုတွေ့ရတယ်။သူကမိဖို့ချောင်းတဲ့ကဗီကန်စတာတလုံးကိုအေးပြောင်းအောင်လုပ်နေတာဖြစ်ပါတယ်။ Lightning Strike ကအခန်းထဲကိုဝင်လာတော့ Robert က Avisit Gel ကိုအမြန်ပြောက်ွယ်ဖို့အတွက်အမိန်ပေး ်ပေးခဲ့တယ်။ Invisible Girl က villain ကိုဘန်းနဲ့ရိုက်လိုက်ပေမဲ့သူ့သွေးတွေက Invisible Girl ပေါ်ဆင်းသွားလို့စွမ်းအားကိုအပြည့်အဝမသုံးနိုင်တော့ဘူး။တိုက်ပွဲဆက်ဖြစ်နေတဲ့နောက်မှာ Lightning Strike က Invisible Girl ကိုဖမ်းပြီးတော့သူမရဲ့ villain နာမည်ဟောင်းနဲ့ခေါ်လိုက်လို့ အဖစကတော်လို့သွားတယ်။ရောဘတ်ကရေဖြန်းစနစ်ကိုဖွင့်ဖို့အကြံပြုပြီးတော့လျှက်စီးကိုအသုံးပြုတဲ့ Lightning Strike ကိုတိုက်ခိုက်ဖို့လုပ်တယ်။ရိုက်နှံနေတုန်းမှာကြမ်းမြမမှာလဲနေတဲ့အဖိုးကြီး Granny ကနိုးလာပြီးတော့ Lightning Strike လက်ထဲကကြာသွားတဲ့လက်နက်ကိုကင်ပြီးတော့သူတို့နှစ်ယောက်လည်းကိုချိန်ချောက်ပါတော့တယ်။ရောဘတ်ကအမိန်ပေးပေမဲ့ Invisible ကအမိန်ကိုစန့်ကျင်ပြီးတော့လုံဆောင်လိုက်လို့ Villain ကလွတ်သွားပြီးတော့အဖိုးကြီးကဒဏ်ရာသွားခဲ့ပါတယ်။မရှင်ကြာရှုံးလို့ဒေါသထွက်နေတဲ့ရောဘတ်ဟာ Invisible နဲ့ထမင်းစားကမှတွေ့ပြီးတော့ပြင်းပြင်းထန်ထန်စကားများပါတယ်။ Invisible ကရောဘတ်ကိုသူ့ဖခင်စောက်ပေးတဲ့ဝတ်စုံထဲမှာဗီဒီယိုဂိမ်းကစားနေတဲ့သူရဲ့ကောင် ူအယောင်တူသာဖြစ်ကြောင်းအပြစ်တင်ပြောဆိုခဲ့ပါတယ်။ Robert ကလည်း Evansgar ကိုအတ္တကြီးသူဖြစ်ကြောင်းပြန်လည်ဝေဖန်ခဲ့ပါတယ်။ဒေါသထွက်နေတဲ့ Evansgar က Robert ရဲ့မျက်နှာကိုထိုးလိုက်ပြီးတော့ပျောက်ကွယ်သွားပါတယ်။ Robert ကနှာခေါင်းသွေးထွက်နေတာကိုစိုနာကလမ်းပေးပေမဲ့ Robert ကအခြားစကားပြောပြီးတော့ဖုံးကွယ်လိုက်ပါတယ်။ Blazer ကမင်းလုတ်တဲ့ shift ကအဆင်ပြေခဲ့ကြောင်းပြောပါတယ်။ Robert က Invisible Girl ရဲ့အမားကိုဖုံးကွယ်ခဲ့ပြီးတော့သူ့နှာခေါင်းသွေးထွက်တာဟာမတော်တဆဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ထို့နောက်သူကအဖွဲ့ကို villain တွေလိုဆက်ဆံမှုလိုကြောင်းဒါမှသူ့ကိုလိစားမှုပေးမှဖြစ်ကြောင်းပြောပြပြီးတော့ Blazer ကိုသဘောတူစေခဲ့ပါတယ်။အလုတ်စင်းချိန်မှာ Blazer က Robert နဲ့ညာကိစ္စအကြောင်းဆွေးနွေးဖို့စကားဆနေပေမဲ့ ဖနော်မမန်ကရုတ်တရက်ရောက်လာပြီးတော့ဘလေးစာရဲ့အီးစားဖြစ်ကြောင်းထုတ်ပေါ်လိုက်ပါတယ်ဖနော်မမန်ကရောဘတ်ရဲ့အရေးချင်းကိုချီချူးပြောဆိုခဲ့ကြောင်းပြောပြီးတော့ဘလို့တလောက်တင်းနေရလဲလို့ပွင့်လင်းစွာမေးမြန်းခဲ့ပါတယ်ဖနော်မမန်ကရောဘတ်ကိုတူချိုကစားတောက်ဆိုင်စီညစာအထူးသောစားဖို့ဖိတ်ခေါ်ပေမဲ့စူပါဆော်နစ်အရှိန်နဲ့တဲသွားရင်တေးနံချောင်းတိရလို့ရောဘတ်ကအငင်းပယ်ခဲ့ပါတယ်ဖနော်မမန်ကရောဘတ်ကို The Third Robertson ရောဘတ်တတိယလို့ခေါ်ဝေါ်ပြီးတော့ငါရဲ့ထွက်ခွာတဲ့စွမ်းအားကတင်းငယ်တဲ့သတ္တဝါတွေကိုထိခိုက်စေတတ်တယ်လို့သတိပေးကာ ဘလေးဇာကိုပွေ့ချီပြီးတော့ကောင်းကင်ယံကိုပြန်တက်သွားပါတော့တယ်ပနမမန်ရဲ့ဂယုမဆိုင်မှုနဲ့ဘလေးဇာရဲ့ရောဘတ်ပေါ်စိတ်ဝင်စားမှုတို့ကြောင့်ချစ်ရေးရှုပ်ထွေးမှုများနဲ့အတူအပီဆိုဒ်2ဇာလံပြီးဆုံးသွားပါတယ် episode 3မှာတော့ right ဟာမခမန်းဝစ်စုံရဲ့ပျက်စီးနေတဲ့အစိပ်ပိုင်းတွေကို SDN ရဲ့ပြုပြင်ရေးဌာနစီပေါ်ဘာဘာနဲ့တည်ယူနေတဲ့ဉာဏ်ကနေစတင်ပါတယ်။ Robert ကဝစ်စုံကိုဒီလိုတန်းတန်းတန်းတည်ယူတာကိုစိတ်ပူဝင်မဲ့ right ကသူဟာအယံတမာသူဖြစ်ကြောင်းဝစ်စုံကိုတယောက်တည်းတည်နိုင်ကြောင်းပြောပြပါရယ်။ Robert ကဝစ်စုံကို၄ရက်အကြာအချိန်ယူပြီးတော့တည်ခဲ့ရကြောင်းပြောပြချိန်မှာ right ကမိနစ်၃၀လောက်ပဲအချိန်ယူရကြောင်းပြန်ပြောလိုက်လို့ Robert ကမယုံနိုင်မှဖြစ်သွားပါရယ်။ Robert ဟာဝစ်စုံကသူ့ဘဝတစ်ခုလုံးဖြစ်ကြောင်းနဲ့ဝစ်စုံကိုမြင်တိုင်းစိတ်မကောင်းဖြစ်ရကြောင်းထုတ်ပြောလိုက်ပါရယ်။ right က robot ကိုစိတ်မပူဘူးနဲ့သင်ရင်နဲ့ astro boss အကြောင်းရှင်းပြပါတယ် astro boss ရဲ့အတွဲမှာ stellar core ပါဝင်ပြီးတော့၎င်းဟာကြယ်တလုံးရဲ့စွမ်းအင်ငယ်ကိုဖမ်းယူထည့်သွင်းထားသလိုမျိုးဖြစ်ကြောင်းဒါပေမဲ့သူတို့ astro boss ကိုအစားထိုးနိုင်မယ့်လမ်းကိုရှာဖွေနိုင်မယ်လို့ယုံကြည်ကြောင်းပြောပြခဲ့ပါတယ် ထို့နောက် right ကလွန်ခဲ့တဲ့နှစ်များစွာကသူ radio ရှက်ကိုဓားတိုက်ဖို့စူးစမ်းတော့ robert ရဲ့ဖခင်နဲ့တွေ့ဆုံခဲ့မှုကြောင်းထုတ်ပေါ်ခဲ့ပါတယ်။ဤပညာအကြောင်းတနားရီကြာစကားပြောခဲ့ပြီးမှ robert ရဲ့ဖခင်ကသူ့ကိုထောင်ထဲပို့ခဲ့ကြောင်းဒီလိုနဲ့သူ phoenix program ထဲရောက်ခဲ့ရကြောင်းပြောပြပါတယ်။ robert ဟာသူ့ဖခင်နဲ့တခါမှတလောက်အကြာကြီးစကားမပြောဘူးလို့ဝန်းနေပြီးတော့မနာလိုစိတ်တောင်ဖြစ်မိပါတယ်။ robert ရဲ့အပင်မှုကြောင့် right ဟာဝတ်ဆောင်ရဲ့ hologram ပုံစံအသစ်ကိုပြပြီးတော့ပြုတ်ပြင်မှုတွေစတင်ခဲ့ပါတယ်။ robert ကသူ့ရဲ့ခွေးလေး beef ကို chase Truck Star စီခဏအနံ့ပြီးတော့အလုပ်စတဲ့အချိန်မှာပဲ Blonde Blazer က Phenomenal Man နဲ့လမ်းကွက်လိုက်ပြီးဖြစ်ကြောင်းဒါကြောင့်ညစာအတူမစားပြတ်တာဖြစ်ကြောင်းဖွင့်ဟလိုက်ပါတယ်။ပြီးနောက်သူမကအလုပ်ကိစ္စကိုစတင်ပြီးတော့ Z Team ရဲ့ဆွမ်းဆောင်ရည်ကအောက်ဆုံးမှာရှိနေကြောင်းယနေ့ညနေအလုပ်စင်းချိန်မှာဆွမ်းဆောင်နိုင်မှုအ ਨੇ ဆုံးသူတအူးကိုအလုပ်ဖြုတ်ပြရမယ်ဆိုတဲ့အစီအစဉ်ကိုထုတ်ဖော်ခဲ့ပါတယ်။ ဤချင်းချောင်းမှုကြောင့်ဖွဲ့သားများဟာယာရုမဆုံးရှုံးမှုအတွက်တောင်းတဲ့တယောက်ရန်သူတို့သဘောထားပြီးတော့ရန်ဆခြင်းကနေတဆင့်အပြည့်အဝဖျက်ဆီးခြင်းအထိပြောင်းလဲသွားပါတယ်ပထမ shift မှာ robert ဟာသူရဲကောင်းတွေကိုဆဲလွတ်တိုင်းအဖွဲ့ဝင်တဦးကတခြားသူတဦးကိုလှည့်စားပြီးတော့အောင်မြင်မှုကိုခိုးယူဖို့ကြိုးစားတဲ့ပြဿနာကိုရင်ဆိုင်ရပါတယ် robert ဘလို့ပဲဆဲလွတ်ပါစေအရာရာတိုင်းဟာဆူဆူရွာမာယွင်းပြီးတော့ mission တွေမအောင်မြင်မဲနဲ့ဖျို့ပြဲဖြစ်ခဲ့ရပါတယ် ပထမ shift ပြီးတဲ့နောက် Robert ဟာအဖွဲ့ဝင်သားအားလုံးကိုအစည်းအဝေးခန်းထဲခေါ်ပြီးတော့ကျင်းထန်တဲ့စိတ်ဓာတ်မြင့်စင်ရေးစကားပြောကြခဲ့ပါတယ်။မင်းတို့အားလုံးဟာအလားအလာတွေရှိကြတယ်။ဒါပေမဲ့ဒီအလားအလာဆိုတာကအကျဉ်းစားတစ်မျိုးပဲ။ဘာကြောင့်လဲဆိုတော့ဒီစကြဝဠာမှာအလားအလာထပ်ပို့ပြီးတော့အလားအလာဖြစ်သွားတဲ့အရာမရှိဘူး။ဒါကိုလူတိုင်းကမေ့ကြတယ်။မင်းတို့ထွက်သွားရင်သူတို့ကအော်ဒီကောက်မှာအလားအလာတွေအများကြီးပါလို့တော်တော်လေးပြောကြလိမ့်မယ်။အဲ့ဒီစကားကမင်းတို့ရဲ့ဘဝနောက်ကိုထာဝရလိုက်နေလိမ့်မယ်။ငါကမင်းတို့ကိုအဲ့ဒီအလားအလာကျဉ်းစားကိုရုပ်သိမ်းဖို့အတွက်ဒီမှာရှိနေတာလို့ပြောပြီးတော့ ရောဘတ်ကသူတို့အားလုံးဟာ Phoenix Program ရဲ့အဖွဲ့ဝင်တွေဖြစ်ကြပြီးတော့ Phoenix ကဟာသူဖြစ်ခဲ့ဘူးတဲ့သူကိုမီးရှို့ပြီးတော့ဖြစ်တဲ့သူအဖြစ်ပြောင်းလဲဖို့အနေသာရကိုသင်္ကေတပြုကြောင်းရှင်းပြခဲ့ပါတယ်။ရောဘတ်ရဲ့စကားကြောင့်အဖွဲ့ရဲ့စိတ်ဓာတ်တွေကပြန်တက်လာပြီးတော့ machine တွေကိုအစွမ်းကုန်လုပ်နိုင်ခဲ့ကြပြီမဲ့ Invisible ကတော့သူမှထုတ်ခိုင်းရတယ်ဆိုတာကိုသိနေတဲ့အတွက်ကလေးကစားခွင့်မှာဆက်လက်တောင်းရင်းနဲ့စိတ်ဓာတ်ကြနေပါတယ်။ရောဘတ်ကနှစ်ချက်ကနေတစ်ဆင့်တအူးချင်းစကားပြောပြီးတော့စိတ်ဓာတ်ကိုမြင့်နေပေးပါတယ်။ Invisible ကကျမကသူရဲ့ကောင်းဖြစ်ဖို့အတွက်မိုးရတာမဟုတ်ဘူး။ကျမစမ်းကြည့်ခဲ့တယ်။ဒါပေမဲ့မဖြစ်နိုင်ဘူး။ Blazer တို့ Phenomenon တို့ကစွာအတွေရှိကြတယ်။ဖုံးကွယ်စရာမလိုဘဲနဲ့ကောင်းကင်ရန်ကိုပြန်နိုင်တယ်။ကျမရဲ့ Villain စွာကရေထဲမှာပုံကွယ်နေဖို့ပဲလုပ်နိုင်တယ်။ကျမက villain ဖြစ်ဖို့ကံကြမှာပဲလို့ပြောခဲ့ပါဗါးဒါကို robot ကမင်းရဲ့ကံကြမှာကိုမင်းကိုယ်တိုင်ဖန်တီးရတာအနည်းဆုံးမင်းကအစွမ်းအားနဲ့မွေးလာသေးတယ်ငါကဘာစွမ်းမမရှိဘူးမင်းရဲ့ theory ရဆိုရင်ငါကစင်းငိုင်လုံးတင်တာပေါ့ကံကြမှာစွမ်းအားမရှိတာစိတ်ကြရောကဘယ်အရာမှငါ့ကိုသွေးကောင်းဖြစ်စေခြင်းဘူး တို့ပြန်ပြောခဲ့ပါဗျာ။မင်းရဲ့နေရာနဲ့နှစ်ဘလောက်သာဝေးတဲ့နေရာမှာ Lightning Strike ပြန်ပေါ်လာပြီးတတိယချင်းခံကောင်းပါစေလို့ပြောခဲ့ပါဗျာ။ Invisible ဟာ Robert ရဲ့စကားတွေနဲ့ Hacking အကူအညီကြောင့် Lightning Strike ကိုဖမ်းဆီးနိုင်ခဲ့ပြီးတော့သူမရဲ့အဆင့်ကိုမြင့်တက်လာစေခဲ့ပါဗျာ။ဒီလိုနဲ့အလုပ်ဖြုတ်ခံရမယ့်စင်းကနေသူမကတီတီလေးလွတ်မြောက်သွားခဲ့ပါဗျာ။ Robert ကကုပိနဲ့ဆိုတာနဲ့အူးတဲ့ကတအူးကိုအလုပ်ထုတ်ဖို့အတွက်ကြီးမားတဲ့ဆုံးဖြတ်ချက်ကိုချမှတ်ရပါဗျာ။ Robert အလုပ်ထုတ်ခံရတဲ့သူကိုတင်းမာစွာဒါမှမဟုတ်စာနာစွာနှုတ်ထွက်စေပါဗျာ။အလုပ်ထုတ်ခံရသူကဒါအဆုံးသတ်မဟုတ်ဘူးလို့ချင်းကြောက်ပြီးတော့ထွက်သွားပါဗျာ။ episode 4အစပိုင်းမှာ Evergirl ဟာ Robert ကိုလိမ်မိုင်းဆိုင်ရာစိတ်ဝင်စားရှိနေပြီးတော့သူ့အကြောင်းစိတ်ကူးရင်အိမ်မက်မက်နေတဲ့ not safe for work မသိတော်ပေမဲ့ကြည်ရတာအယမ်းမိုက်တော်မြင်ကွင်းနဲ့စတင်ပါတယ်။ရုံးကိုရောက်တဲ့အခါ Invisible ကသူ့ရဲ့အိမ်မက်တွေကြောင့် Robert ကိုပြင်းပြင်းထန်ထန်စိုက်ကြည့်နေပါတယ်။ Right နဲ့ Robert တို့ဟာမခမန်ဝတ်စုံကိုဆက်လက်ပြုပြင်နေတုန်းမှာ Invisible ကရောက်လာပြီးတော့ Robert နဲ့ Flood လုပ်ခဲ့က Robert ကိုလိုက်စနေပါတယ်။ဒါပေမဲ့ Blazer ကသူ့ကိုတွေ့ကျင်ကြောင်းကိုလာပြောတာဖြစ်တဲ့အတွက် Robert ဟာ SDN ကိုတွားပြီးတော့ Blazer ရဲ့အခန်းထဲကိုဝင်ခဲ့ပေမဲ့အဝတ်တဝက်ထဲနဲ့ရှိနေတဲ့ Blonde Blazer ကိုတွေ့မိပြန်ပါတယ်။ Robert ဟာ Phenomenon နဲ့လမ်းခွဲပြီးနောက်စိတ်သက်သာနေတဲ့ Blonde Blazer အတွက်စိတ်ပူနေပါတယ်။စကားပြောနေကြတဲ့မှာ Blazer ရဲ့ ဲ့ဟိုဟာလေးကလည်းပေါ်သွားလို့ပြန်ဖုံးလိုက်ရပါသေးတယ်။ဘလီဇာကဖနာမမန်နဲ့စကားပြောပြီးစိတ်တက်မြင့်နေမိဖို့ရောဘတ်ကိုတောင်းဆိုပါရယ်ဖနာမမန်ကဘလွန်ပလေဇာနဲ့လမ်းခွဲပြီးတဲ့နောက်မှာနေမင်းကိုပြန်တက်ပြီးတော့စွန့်ရင်တွေအကုန်ဆုပ်ယူကာကဘာကြီးကိုထာဝရအမှောင်မှိုက်အောင်လုပ်ဖြစ်ဖို့စဉ်းစားခဲ့တယ်လို့ပြောလိုက်ပါရယ်ဒီနေရာမှာဖနာမမန်ကဘလွန်ပလေဇာဘာကြောင့်အဲ့လိုစိတ်ပုံသွားရလဲလို့မေးတဲ့အခါရောဘတ်ကအမှန်တမ်းဖြေမလားလိမ်မလားပြောလို့ရပါရယ်ဖနာမမန်ကလူတူမဟုတ်တဲ့အတွက်လူသားတို့ရဲ့ဆုံးရှုံးမှုနဲ့လမ်းခွဲခြင်းကိုနားမလည်ကြောင်းထပ်မံဖွင့်ဟခဲ့ပါရယ် ရောဘတ်ကဖနာမန်မန်ကိုစိတ်တက်မြင့်နေပေးခဲ့တဲ့အတွက်သူ့ကိုခင်သွားပြီးတော့ကောက်ထလိုက်ရမှာမှန်ကွဲစားတွေကရောဘတ်ရဲ့ရင်ပတ်စီမှာပတ်ဆိုင်ခဲ့ပါသေးတယ်။အဖွဲ့ဝင်အူရောသွားတဲ့အတွက်ပထမ shift ဟာထပ်မံရှုပ်ထွေးသွားခဲ့ပြီးတော့အဖွဲ့ဟာအရေးပေါ်ခြေလျင်များကိုမနိုင်မနှင်းဖြစ်လာပါဗါး။အလုံထောက်ခရရသူဘက်ကအဖွဲ့ဝင်တွေကလည်းအလုံမလုံဖို့ညှင်းဆန်ခြင်း လုပ်ထောက်သွားခြင်းတို့ပြုလုပ်လာပါတယ်။အကူအညီလိုအပ်လာလို့ဒုတိယ shift အတွက်အဖွဲ့ဝင်အသစ်တူကို Robert ကရွေးချယ်ရပါတယ်။ Robert ဟာ phenomenon သူရဲ့ခွန်အားကြီးမားပေမဲ့စိတ်ဓာတ်ကျနေသူ။ဒါမှမဟုတ် water boy တွေးကြုံမရှိသေးသူနှစ်ဦးတည်းကတဦးကိုအဖွဲ့ထဲထည့်သွင်းမှုအတွက်ရွေးချယ်ရပါတယ်။ရွေးချယ်လိုက်တဲ့ဝန်ထမ်းအသစ်ဟာဘယ်သူပဲဖြစ်ပါစေအဖွဲ့လက်ကကျန်တဲ့သူတွေဟာသူတို့ရဲ့အဖွဲ့ဝင်ကိုဆုံးရှုံးလိုက်ရတာကြောင့်စိတ်ပြတ်ပြီးတော့ဝန်ထမ်းအသစ်ကိုလှောင်ပြောင်ခြင်းတွေပြုလုပ်ခဲ့ကြပါတယ်။ Robert ဟာသူရဲ့ကောင်းဖြစ်စေတွေးကြုံမရှိတဲ့ဝန်ထမ်းဖြစ်စေစိတ်ဓာတ်ကျဆင်းမှုကိုထောက်ပံ့ပေးနေတဲ့ therapist ဦးလိုဦးဆောင်နေရပါတယ်။ phenomenon ကိုရွေးမိရင်တော့သူကထိုင်ပြီးတော့ depression ရှင်မဲဝင်နေပါပါအလုတ်စင်းကြီးနီးတဲ့အခါမှာရောဘတ်ဟာသူ့အဖေနဲ့သူရိုက်ထားတဲ့ဓာတ်ပုံလေးကိုထုတ်ကြည့်ကသူ့အဖေကိုလွမ်းနေခဲ့တာပေါ့ပြီးတော့မိမနဲ့ကလေးရှိတဲ့သူ့ရဲ့လုတ်ပေါက်ကင်ဘတ်တရားကိုလမ်းကြည့်ပြီးတော့အားကျနေခဲ့တာပေါ့သူ့ခွေးလေး beef ကရောက်လာခဲ့တဲ့အတွက်ခွေးလေးကိုအောက်ဆင်းလမ်းလျှောက်ပေးပြီးတော့ ပြန်တက်လာတော့ဖနာမမန်တယောက်သူ ISA ဟောင်းဘလွန်ဘလေးဇာရဲ့ဗီဒီယိုတွေကိုကြည့်ပြီးတော့ချွေးနေတာကိုမြင်ခဲ့ပါတယ်ဖနာမမန်ကသူ့ဘဝမှာဘလေးဇာကလွဲပြီးတော့ဘယ်ရာကုန်မှစိတ်ဝင်စားကြောင်းပြောခဲ့ပြီးတော့သူကဂျိုသားတယောက်ဖြစ်တဲ့အတွက်ဘလေးဇာနဲ့လိန်ဆက်ဆံလို့မရတဲ့အကြောင်းလည်းပြောခဲ့ပါတယ်ရောဘတ်ကဒါကို That's cool လို့တိတ်ကယူမဆက်ပြပြောလိုက်မိတဲ့အတွက်ခိုးကောင်ကအံ့ဩသွားပါသေးတယ်ဘယ်နာကူးတာလဲပေါ့ပြီးတော့တခြားစိတ်ဝင်စားဖို့ကောင်းတဲ့အရာတခုမင်းချနိုင်မှာပါလို့ရောဘတ်ကအားပေးလိုက်တဲ့အတွက်ထပ်ဖက်တာခံလိုက်ရပါသေးတယ် အဲ့ဒါပြီးတော့ Robert ဟာ Invisible Girl ကနေပြီးတော့ text တစ်ခုရပါတယ်။ Invisible Girl ကရုပ်ရှင်ရုံတစ်ခုထဲမှာအချစ်ဟာသာစကားကြည့်နေပြီးတော့ Robert ကသူမနဲ့အတူရှိနေရင်ကောင်းမှာပဲဆိုတဲ့သဘောမျိုးနဲ့ပြောခဲ့ပါတယ်။သူမဟာ Robert ပေါ်ပြင်းပြင်းထန်ထန်စိတ်ဝင်စားမှုရှိနေကြောင်းထပ်မံပြသပါတယ်။တချိန်တည်းမှာပဲ Blonde Blazer ကလည်း Robert ကိုညစာစားဖို့ဖိတ်ခေါ်ပါတော့တယ်။အီချီတွေမှာ Robert ဟာ Blonde Blazer ဒါမှမဟုတ် Invisible Girl တူဦးဦးနဲ့ညာချမ်းအစီအစဉ်ကိုရွေးချယ်ဖို့ကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ရမှာဖြစ်ပါတော့တယ်။ ဘလွန်ပလေးစာနဲ့သွားမယ်ဆိုရင်ရောဘတ်ဟာသူမရဲ့လျှို့ဝှက်အမည်မန်ဒီကိုသိရှိရပြီးတော့သူမဟာသမင်းအညို့ဖြစ်ပြီးတော့အရက်အလောက်မရှိကြောင်းပြသခဲ့ပါတယ်။သူမရဲ့စွမ်းအားကြောင့်သမင်းရွှေချောင်ဖြစ်ရခြင်းဖြစ်ပါတယ်။ရောဘတ်နဲ့မန်ဒီဘလွန်ပလေးစာတို့ဟာနှမ်းရှိုက်ခဲ့ကြပါတယ်။ Invisible နဲ့သွားမယ်ဆိုရင်တော့ရုပ်ရှင်ရုံမှာ Invisible ဟာရောဘတ်ရောက်လာတာကိုအံ့အားသင့်ဝန်းတာဖြစ်ပြီးတော့နှစ်ဦးသားပုံဝင်ရင်းနှီးလာခဲ့ပါတယ်။အီလန်းကြောင့်ဟာအချက်ဆက်လန်းဦးတည်သွားမှာဖြစ်ပြီးတော့သူတို့နှစ်ဦးကြားတင်းမာမှုများကိုပြသပါတယ်။ ဤကြီးမားသောဆုံးဖြတ်ချက်များဖြင့် episode focus ဇာတ်လမ်းကပြီးဆုံးသွားပြီးတော့ player ရွေးချယ်မှုတွေကနောင်လာမယ့်ဇာတ်လမ်းရဲ့အကြောင်းတွေကိုများစွာသိရမှုရှိတယ်မှာဖြစ်ပါတယ်။ကဲဒါကတော့ episode 2ကနေပြီးတော့ episode 40 recap ဖြစ်ပါတယ်။ episode 5ကတော့ November လ9ရက်နေ့မြန်မာစံတော်ချိန်ည10:00နာရီခွဲမှာထုတ်မှဖြစ်ပြီးတော့ထွက်ထွက်ချင်းကြည့်ကြရင်တော့ကျွန်တော် stream ကိုလာကြည့်နိုင်ပါတယ်။အားလုံးအဆုံးထိကြည့်ကြပါကျေးဇူးပါ။အားလုံးအစီအမံကြပါစေခင်ဗျာ။နောက် video မှာတွေ့ကြရပါတော့။